အားလုံးပဲမင်္ဂလာပါရှင် Digital Fusion Company မှအကျိုးစွားရရှင်ညီမအခုဒီဗီဒီယိုလေးမှာဆိုရင်တော့ကွန်ပျူတာဆိုတဲ့ကဏ္ဍထဲမှာပါဝင်တဲ့ဝန်ဆောင်မှုမျိုးစားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုပြပြပေးမှာပဲဖြစ်ပါတယ်ဒီတော့ဝန်ဆောင်မှုမျိုးစားဆိုတဲ့ကဏ္ဍကိုဘလို့အခြေအနေတွေမှာအသုံးပြုလဲဆိုတော့ညီမတို့ကကိုယ်ဆိုင်မှာပစ္စည်းလေးတစ်ခုကိုရောင်းနေဒီပစ္စည်းပေါ်မှာမှညီမတို့ကလက်ခတောင်းတာမျိုးတက်စင်ကတောင်းတာမျိုးဒီလိုမျိုးအရာတွေမှာဆိုရင်တော့ဝန်ဆောင်မှုဆိုတဲ့အမျိုးအစားလေးမှာလာပြီးတော့နံပါတ်လေးတွေသတ်မှတ်ပြီးတော့ တမိုးလေးတွေထည့်ပြီးတော့ညီမတို့ကအသုံးပြုလို့ရပါတယ်ရှင်။ပြီးတော့ညီမကဥပမာအနေနဲ့ဝန်ဆောင်မှုမျိုးစားလေးတစ်ခုထည့်ပြပါမယ်။ဒါကြောင့်မလို့ကုန်ပစ္စည်းတွေရမှာဝန်ဆောင်မှုဆိုတဲ့ကဏ္ဍလေးကိုတွားပြီးတော့အမျိုးမည်ဆိုတဲ့နေရာမှာကိုပေးမဲ့နံပါတ်လေးကိုရေးလို့ရပါတယ်။ဒီတော့ညီမကကိုစီမှာပစ္စည်းလေးလာဝယ်လို့ဒီပစ္စည်းကိုပါဆယ်ထုတ်ပေးရမျိုးပေါ့နော်လက်ဆောင်မှုလေးတွေထုတ်ပေးရဒီလိုမျိုးနေရာတွေမှာဆိုရင်တော့ညီမကလက်ခတောင်းမယ်ဆိုတာမျိုးယူလိုက်ပါမယ်ဒါကြောင့်မလို့ပါကင်ဆိုပြီးတော့ညီမရေးမယ် ဒီပါကင်အတွက်ညီမကကုတ်နံပါတ်လေးတစ်ခုသတ်မှတ်ပေးရပါမယ်။ဒီတော့ကုတ်နံပါတ်လေးကိုညီမသတ်မှတ်ပေးလိုက်ပါပြီ။ပြီးရင်တော့နောက်ထပ်တစ်ခုကတော့အုပ်စုအမည်ပါ။သူ့ကို category like နာမည်ခွဲပေးလို့ရပါတယ်။တကယ်လို့မပေးချင်ဘူးဆိုရင်တော့ default category နဲ့ထားလို့ရပါတယ်။ညီမကတော့နာမည်လေးတစ်မျိုးပေးပါမယ်။နာမည်အစ်စ်ပေးခြင်းရင်ဒီဘေးကအပေါင်းလေးကိုနှိပ်ပြီးတော့မှညီမကနာမည်လေးပေးလို့ရပါတယ်။ ီတော့ညီမကနာမည်လေးပေးပြီးတော့ထက်မီလေးကိုရွေးချယ်လို့ရပါတယ်ရှင်ပြီးရင်တော့ကိုကဒီပစ္စည်းအမျိုးအစားလေးပေါ်မှာမှဒီဝန်ဆောင်မှုအမျိုးအစားပေါ်မှာမှညီမကဝန်ဆောင်ကသတ်မှတ်တာပါဒီတော့ညီမကပါကင်ထုတ်ပေးရလို့ရှိရင်1500တောင်းမယ်ဆိုပြီးတော့ညီမကတန်ဖိုးထည့်လိုက်ပါတယ်ပြီးရင်တော့မှတ်ချက်ရေးချင်တာလေးရှိရင်ဒီနေရာလေးမှာမှတ်ချက်ဆိုပြီးတော့လာရေးနိုင်ပါတယ်ဒါဆိုရင်ညီမကတိတ်မီလေးကိုရွေးလိုက်ပါမယ်ရှင် ီတော့ညီမကဒီနေရာမှာကုန်းနံပါတ်လေးနဲ့ parking ဆိုတဲ့နံပါတ်လေးနဲ့ကိုညီမကဝန်ဆောင်ကကို1500ကောက်မယ်လို့ထည့်လိုက်ပါတယ်။ဥပမာအနေနဲ့ညီမကအယောင်ပေါင်းချာလေးတစ်ခုဖွင့်ပြပေးပါမယ်ရှင်။ဒါကြောင့်မလို့အယောင်ဆိုတဲ့ကဏ္ဍလေးကိုသွားပါမယ်။ပြီးရင်တော့ညီမကဒီမှာဆိုလို့ရှိရင်ဒီ premier fusion parking လေးနဲ့နောက်ထပ်ညီမကပေါမုတ်လေးတစ်လုံးရယ်ပြီးတော့ကိတ်မုတ်လေးတစ်လုံးရယ်ကိုညီမက ကတ်စတမာကကိုစီမှာဝယ်တယ်ပြီးရင်ဒါလေးကိုမှပါဆယ်ထုတ်ပေးပါပါကင်ထုတ်ပေးပါဆိုတဲ့အခါမျိုးတွေမှာညီမကလက်ခါလီတောင်းလိုက်ပါမယ်ဒါကြောင့်မလို့ညီမကကိုယ့်ရဲ့လက်ခါလီကိုထည့်ပြီးတော့ညီမတို့ကဒီနေရာမှာထည့်ပေးလို့ရပါတယ်ဒါကြောင့်မလို့ညီမတို့ကပါကင်ထုတ်မယ်ပါကင်ထုတ်ခါက1500ပါဒီလိုမျိုးပုံစံနေနဲ့ညီမတို့ကသွားလို့ရပါတယ်ဒါဆိုရင်တော့ညီမတို့ပစ္စည်းလေးကရောင်းချလိုက်တာတော့ Premier Fusion Parking လေးတထုတ်ကဖောင်မုံတစ်လုံးနဲ့ကိတ်မုံတစ်လုံးပါဒီအတွက်ကြောင့်ညီမကဒီဟာ၃မျိုးကိုမှ ပါကင်ထုတ်ပေးရတဲ့အတွက်ဝန်ဆောင်ကကိုညီမက1500ဆိုပြီးတတ်မှတ်လိုက်တာပါဒီတော့စုစုပေါင်းပစ္စည်းရေအတွက်ကညီမကအသုံးပြုပေးရမယ်အဲ့လိုမျိုးပုံစံနဲ့ညီမတို့ကအသုံးပြုလို့ရပါတယ်။ဒီတော့ညီမကဒီပေးငွေဆိုတဲ့နေရာမှာကြာတင်ငွေ customer ပေးတဲ့တန်ဖိုးပမာဏကိုထည့်လိုက်ပါမယ်ရှင်။ပြီးရင်တော့ဘောင်ထားလေးကိုညီမကအသုံးပြုလိုက်ပါမယ်။ ။ဒီတော့ညီမတို့ကအယောင်စရင်ထဲမှာပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ညီမတို့ရဲ့ဒီရောင်းချလိုက်တဲ့အပေါင်းထားလေးရဆိုလို့ရှိရင်တော့ပစ္စည်းမျိုးစားက၃မျိုးပါပြီးတော့လက္ခဏာအနေနဲ့ပါကင်ထုတ်ခါက1500ဆိုပြီးတော့ညီမတို့တွေ့ရမှာပဲဖြစ်ပါရဲ့ရှင်။အလုံးမဲ့ဒါရအေးချမ်းသောနေ့ရက်လေးဖြစ်ပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။